ဝမ်ဘောင်ကုမ္ပဏီကနေထန်စီယိုခက်ခံထားရတဲ့မြေယာရီနဲ့ရော်ဂျေးရယူထားခြင်းမရှိသေးတဲ့တောင်သူတွေကနှစ်စဉ်သီးနှံလင်းလာခြင်းရရှိရေးအတွက်ဆိုပြီးတားဆီးထားခဲ့တဲ့ကျင်းနီတဲကနှစ်စီကို February 25ရက်ညပိုင်းကပြန်လည်လွတ်ပေးခဲ့ရလို့ဒေသခံတွေထံကနေသိရှိရပါတယ်။နှစ်စဉ်သီးနှံလင်းလာခြင်းရရှိရေးအတွက်ဒေသခံတောင်သူတွေဟာ February 21ရက်နေ့ကစတင်ပြီးဝမ်ဘောင်ကုမ္ပဏီကကျင်းနီပြားတွေတည်ဆောင်လာတဲ့ရင်းနှီးစီကိုတားဆီးကတောင်းဆိုမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ25ရက်မနက်ပိုင်းမှာတော့တောင်းဆိုနေတဲ့ဒေသခံတောင်သူတွေကိုစကိုင်းလန်ဒေသကြီးအစိုးရအဖွဲ့ကတွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီးဖေဖော်ဝါရီလ25ရက်ညပိုင်းမှာတာစီထားတဲ့ကာနစီကိုဒေသခံတွေကပြန်လည်ထွက်ခွာခွင့်ပြုခဲ့တာဖြစ်တယ်လို့သိရပါတယ်စကိုင်းနယ်အစိုးရအဖွဲ့နဲ့ဆွေးနွေးကြတဲ့အခါတည်နယ်နေနာကြေးရရှိဖို့ဝင်ကြီးချုပ်ကိုတိုင်ဝမ်ပေါင်ကုမ္ပဏီနဲ့သွားတွေ့ပြီးအကြောင်းပြန်ပေးမယ်လို့ကြေညာထားသလိုညပိုင်းမှာကားသမားတွေကလည်းပြန်လွှတ်ပေးဖို့အနှံ့ညွတ် ပြောလာတဲ့အတွက်ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်လို့ဆယ်တဲကြီးရွာမှာဒေသခံတောင်သူမက်ကြီးဝင်းကပြောပါရယ် အခုလိုလွတ်ပေးလိုက်ပြီမယ်ဒေသခံတောင်သူတွေအနေနဲ့ဝင်ကြီးချုပ်ပြောထားတဲ့အပေါ်9ရက်လောက်စောင့်ကြည့်မှာဖြစ်ပြီးတောင်းဆိုထားတဲ့နှစ်စဉ်သီးနှံနေနာခြေကိစ္စအဆင်မပြေခဲ့ရင်တော့နေနာလေးရဲ့တောင်သူတွေအားလုံးတိုင်ပင်ပြီးဆက်လက်တောင်းဆိုမှုတွေပြုလုပ်ရအောင်မယ်လို့လည်းမဲ့ဤဝင်ကပြောပါတယ်လက်ရှိမှာတော့ကျင်းဒီကားတွေတားဆီးခံထားရတဲ့ပသိမ်မုံရွာလမ်းပိုင်းမိုးချိုးပြင်ရွာထိပ်မောင်းကျင်းဒီကားတွေမရှိတော့ဘဲစုဝေးရောက်ရှိနေတဲ့ဒေသခံတောင်သူတွေလည်းမရှိတော့ဘူးလို့ဒေသခံတွေထံကနေသိရှိရပါတယ် အဲ့လိုမျိုးဝမ်မောင်ကုမ္ပဏီကအကျင်းညီပြားတွေတည်ဆောင်လာတဲ့ကားတွေကိုတာစီတောင်းဆိုခဲ့တဲ့လက်ပရောင်းဒေတာကန်တွေနဲ့တန်ခါတော်တပားအပါဝင်25ဦးကို February 24ရက်နေ့ကစလင်းကြီးမြို့မှာရဲစခန်းမှာအမှုဖွင့်ထားတယ်လို့လည်းသိရပါဗျ။ဆရာတော်ဦးစန္ဒာတိရီကိုဝင်းကျော် ေါ်တန်းမြာကိုရစာပါဝင်25ဦးကိုစာလင်းညို့မရဲစခန်းကရဲအုပ်ကြော်မင်းနိုင်ကတရားလိုပြုလုပ်ပြီးတော့ပ40မြင်းဆောင်2019တာစီပိတ်ဆို့မှုပုံမှာ143မြင်းဆောင်431ပ41မြင်းဆောင်19ညေးစုစီပုံမှာ19နဲ့အမှုပွင့်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။